ယူနိုက်တက်ကခေါ်လိုက်တဲ့အသက်၁၆နှစ်အရွယ်ခံစင်မှုချင်းကဘာတူလဲဘယ်လောက်ကောင်းလဲပရိသတ်များအောင်မေးမိလားများမန်ချက်စတာဖော်ဆောင်ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင် မန်ချက်စတာယူနိုက်တက်အသင်းကို iOS ရောက်ရှိလာပြီးကတည်းကအသင်းရဲ့ကစားမအပြောင်းရွှေ့တဲ့ပတ်သက်တဲ့ပွဲလည်စီတွေကပြောင်းလဲလာခဲ့ပါတယ်။ iOS လက်ထက်မှာတော့မန်ချက်စတာယူနိုက်တက်အသင်းကလူငယ်ရွယ်ပေါင်းသင်းကစားမလေးတွေကိုအလေးထားခေါ်ယူလာခဲ့ပါတယ်။အသင်းကြီးမှာအသင်းသုံးကစားမအထက်အလားအလာကောင်းရှိတဲ့ဆယ်ကျော်သက်ကစားမလေးတွေကိုတခြားပြိုင်ပွဲအသင်းတွေထက်လက်ဦးမှုရယူပြီးတော့ခေါ်ယူခဲ့တာပါ။ပြည်ရဲ့ရပိုင်းကပဲ United ကစောင်းတန်အသင်းရဲ့အသက်16နှစ်အရွယ်အင်္ဂလန်လူငယ်ဘိုနောက်ခံလူ Harley Jane ကိုပေါင်တန်းနဲ့ခေါ်ယူသွားခဲ့ပါတယ်။ Harley Jane ကဘယ်သူလဲဘယ်လောက်ကောင်းလဲဆိုတာကိုပြောပြပေးသွားပါမယ်။ ဟာလင်ချင်းဟာအသက်16နှစ်ရွယ်ဘောခံဆင်မှုပါစောင့်တနေလူငယ်အသင်းရဲ့အေးပါတဲ့ကျယ်ဝင်းကစားမတူဖြစ်ပါရင်အသက်16နှစ်ပဲရှိသေးပေမဲ့ဂျင်းကပြီးခဲ့တဲ့ရာသီမှာစောင့်တနေ U18 အသင်းအတွက်ပွဲထွက်ကစားပေးခဲ့တာပါတိကျပြောရမယ်ဆိုရင်တော့ဂျင်းဟာအသက်15နှစ်မှာပဲ U18 ဘောလုံးလောကနဲ့ထိတွေ့ထားခဲ့သူပါ ဟာလင်ချင်းကဒီဘက်ခေမော်ရယ်နောက်ခံလို့တိုးဖြစ်ပြီးခန္ဓာကိုယ်အရင်မှ physical ဘိုင်းမှာအရင်ကောင်းပြီးဘောလုံးကိုလည်းနီးစနစ်ကြကြကစားနိုင်နေကစားမှာပါပြောရရင်ဒီချာလေးလေးက physical ဘိုင်းရော technical ဘိုင်းရောကောင်းနေကစားမှာပါ Premier League ရဲ့ကစားပုံနဲ့ quality ကြတဲ့ခံစင်မှုလို့ပြောမှာပါဒါကြောင့် United ကတွေမဟုတ်ပဲ Premier League ကလပ်တော်တော်များများကဂျင်းကိုခေါ်ယူခြင်းနေခဲ့ကြတာပါ United ကတော့ကစားမကိုတိတိကျကျစီးရုံးပြီးတော့လက်အုပ်မှုရောက်သွားခဲ့တာပါ ဒီနေ့ဒီဆမ်ကားတွေလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဝင်ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ